ပြားသခင်ဤကောင်းကြီးမင်္ဂလာအပြပြားတရပါမိအကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏ရှေးရ7လ2025စနေနေ့နေ့စဉ်တဝင်စာဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်သာရဘုရားအားဝှပြုကိုယ်ခွင့်ချပါစို့တိအလုတ်တိအခြားသူများထံရောက်ရှိရန်ကြားခံ ကတုပလက်ဖောင်းတစ်ခုဖြစ်သည်တိလာနှင့်တိမောသေးတို့သည်မာကီဒေါနီပြည်မှရောက်လာသောအခါပေါ်လူသည်ထိုသူတို့နှင့်တကွတရားဟောခြင်းအမှုကိုယ်တိုင်ဆောင်ရွက်၍ယေရှုခရစ်၏အကြောင်းကိုယူဒလူတို့အားကြိုးစား၍တည်တည်ခံလေ၏တမန်တော်ဝတ္ထုအခန်းကြီး78အငယ်5တမန်တော်ဝတ္ထုအခန်းကြီး78တွင်ဝိညာဉ်တော်အားဖြင့် ရှင်လုကာသည်တမန်တော်ပေါလုဤဝိညာဉ်အောင်နိုင်ခြင်းနီးပြူဟာကို ထိုးထွင်းသိမြင်စေပါသည်သူသည်ကောရိန္သုမြို့သို့ရောက်ရှိလာပြီးအီတလီမှပြောင်းရွှေ့လာသောဂျူးလူမျိုးအာကူလာနှင့်ပစ်ကီလာတို့ကို တွေ့ဆုံခဲ့ပါသည်တမန်ကျန်စာက၎င်းတို့သည်တဲရှင်ကိုချုပ်တက်တော်သူများဖြစ်ပြီးရှင်ပေါလုသည် အလုတ်ချင်းတူညီတော်ကြောင့် ၎င်းတို့နှင့်ပူပေါင်းကာတွဲဖက်လောက်ကင်ခဲ့သည်ဟုမိတ်ဆွေထားပါသည်ဤအရာသည်တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ၎င်းသည်ဖယားပကတိနီးဖြူဟာတစ်ခုဖြစ်သည်ပေါ်လူသည်သူဤကုံသွဲမှုကိုချိတ်ဆက်မှုအချက်အဖြစ်အသုံးပြုခဲ့သည်သူတို့နှင့်ဘုံတူညီချက်တစ်ခုကိုတွေ့ရှိခဲ့သည်ယတတပတ်အတွင်းမှာသူအလုံးလုံးပြီးဥပုံနေတိုင်းတွင်ယူဒလူ ေလတလူတို့နှင့်ဆွေးနွေးခြင်းငှာတရားစရက်တို့ဝင်၍ခရစ်တော်အကြောင်းကိုဖျားယောင်းသွေးဆောင်လေ၏သူဤတဲရှင်ပြုလုပ်ခြင်းအားအခြားသူများဤဘဝထဲသို့တရားတစ်ခုအဖြစ်အစီခံလုပ်ဆောင်ခဲ့ပြီးထိုမှတဆင့်သူတို့အားဧဝံဂေလိတရားကိုမိတ်ဆက်ပေးခဲ့သည်ထို့နောက်တွင်ထူးခြားသောအရာတစ်ခုခု ဖြစ်ခဲ့သည်တိလာနှင့် ိမောသေးသည်မာကီဒေါနီပြည်မှရောက်ရှိလာသောအခါပေါလုသည်နိုးစော်ခြင်းခံရသည့်ဖြစ်၍ဝိညာဉ်ထဲ၌ဖိအားပေးခြင်းခံရကာယေရှုသည်ခရစ်တော်ဖြစ်ကြောင်းချက်ချင်းရဲဝံ့စွာတည်တည်ခံခဲ့ပါသည်လေတုအငွေ့အသက်များပြောင်းလဲသွားပါသည်လောက်ဖို့ကိုင်ဖက်များတို့၏မျက်မှောက်တော်သည်စွမ်းအားအသက်ကိုရရှိစေကာစိတ်လုံးစောပေးခြင်းကို ဆောင်ယူလာပါသည်စိတ်แท้တွင်ကြိုးចောင်းဆင်ခြင်းရန်အချိန်မရှိတော့ပေဤအရာကကျွန်ုပ်တို့အားဝိညာဉ်ရေးရာနှင့်ဆိုင်သော အပေါင်းအသင်းများ၏စွမ်းအားကိုပြသပေးပါသည်တင်တီဝိညာဉ်အောင်နိုင်ခြင်း၌စိတ်ပြင်းပြနေသည့်အခြားသော သူများ၏အနီးအနားတွင် ရှိနေသောအခါ၎င်းသည်တင့်အားတာ၍ကြီးမားသောရဲရင်မှုစီတို့ တွန်းအားပေးပါသည်ဝိညာဉ်အောင်နိုင်သူများအကြားတွင်ဝိညာဉ်တော်သည်တင့်အား၍လျားစေပါသည်တင့်သည်ကြောက်ရွံ့ခြင်းမရှိဘဲဧဝံဂေလိတရားကိုဟောပြောရန်ခွန်အားနှင့်တတ္တိကိုရရှိပါသည်တဲရှင်ထိုးသူအဖြစ်ပေါ်လူကို အစပိုင်းတွင်လက်ခံရရှိခဲ့သောအကုလနှင့်ပိကိလတို့ပင်နှင့်နောက်ပိုင်းတွင် လွှမ်းမိုးတက်ရောက်မှုကိုခံရပြီး၎င်းတို့သည်အပေါ်လူထံ သာသနာပြုကသူအားတန်ရှင်းသောဝိညာဉ်တော်ရရှိရန်ကူညီပေးခဲ့ကြသည်စီးပွားရေးဆက်ဆံမှုတစ်ခုအနေဖြင့်စတင်ခဲ့သည့်အရာသည် အတွင်ကူပြောင်းရေးနှင့်သာသနာလုပ်ငန်းအတွက်ဂျာကန်ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်ဧဝံဂေလိတရားအတွက်ဖယားသခင်သည်သင်အားအချို့သောပတ်ဝန်းကျင်များတွင်ဗျူဟာမြောက်ချထားကြောင်းအတိအမှတ်ပြုပါဤအမှန်တရားကို ဝိညာဉ်ရေးအရာသိရှိပြီးယေရှုသည်သခင်ဖြစ်ကြောင်းတသက်ခံရန်အခွင့်အရေးတိုင်းကိုရယူပါသင်ဝိညာဉ်ဤအထူးကောင်းမွန်ခြင်းသည်ထွန်းလင်းထင်ရှားပါစေသင်သည်ရှေ့နေဗန်လုံငန်းနိုင်ငံရေးသမားစေဘဆိုင်ရာဆရာဝန်ဈေးကွက်ရှာဖွေသူသူမဟုတ်အာကစားသမားတဦးမြတာမဟုတ်ပါသင်သည်ဖျားသခင်ထံမှပေးပို့တော်ဝိညာဉ်အောင်နိုင်သူဖြစ်သည် တင်ဤအလုတ်အကန်တီတင်လုပ်ငန်းခွင်တွင်ရှိနေသောသူများဤဘဝအတ္တများကိုအကျိုးတက်ရောက်ရန်နှင့်ပုံတံပြောင်းလဲရန်တင်အတွက်ဘလက်ဖောင်းဂျာခန်ကဒုတခုဖြစ်သည်ထ ảy ၍လေးလာရန်ကြံပိုင်တုတ်တက်အခန်းကြီး7အငယ်30နှစ်ကောရင်သူအခန်းကြီး9အငယ်19မှ20 တမန်တော်ဝိတုအခန်းကြီး78အငယ်1မှ6ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖာကျွန်ုပ်အားဧဝံဂေလိတရားဖြင့်အကြတော့သူများအပေါ်တက်ရောက်မှုရှိစီရင်ကျွန်ုပ်ဤကဘာတွင် ဖြူဟာမြနေရာချထားပေးသည့်အတွက်ဂျေစုတင်မာတီလူဘဝအတ္တတများကိုပြောင်းလဲရန်လူတို့ကံကြမ္မာကို ပြန်လဲပုံဖော်ရန်နှင့်ကိုရောဤဖြောင့်မတ်ခြင်းကိုထုတ်ဖော်ရန်အခွင့်အလန်းများကိုအတိအမှတ်ပြုရန်နှင့် စုတ်ကန်ရင်ကျွန်ုပ်သည်ဝိညာဉ်တော်အဖြစ်လမ်းညွန်ခြင်းခံထားရပါ၏ယနေ့ဝိညာဉ်တော်ဤရဲ့ရင်ခြင်းသည်ကျွန်ုပ်အထင်၌အလုံးလုံးရဲ့ရှိနေပါသည်တခင်ယေရှုဤနာမ၌အာမင် တနစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ဟေပြဲခန်းကြီးရှိယေရမိအခန်းကြီး52ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့နှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး10အငယ်33မှ42 500အခန်းကြီး10ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့